ကံဆိုတာစေတနာကိုပြောတာဟောကံကိုစပြင်ဖို့လို့တယ်ကိုယ့်ရဲ့စေတနာလေးကိုကောင်းအောင် လုပ်ဖို့လို့တယ်ဟုတ်လားစေတနာကောင်းလေးထားနိုင်လို့ရှင်အဲ့ဒါကံကောင်းတာပဲကံကောင်းအောင်လုပ်နေတာပေါ့အဲ့တော့ကံကောင်းအောင် လုပ်တဲ့နီးတွေထဲမှာအထွတ်အထိပ်အမြင့်မားဆုံးနီးနှစ်နီးပုံပုံပြောရမယ်ဟုတ်လားအဲ့ဒီနှစ်နီးကဘာလို့ဆိုတော့ဗုဒ္ဓနုဒတိနဲ့မေတ္တာတရားဗုဒ္ဓနုဒတိဆိုတာက မြတ်စွာဘုရားရဲ့ဂုံအကြီးအသေးမြတ်စွာဘုရားရဲ့အလွန်မြင့်မြတ်ဖြူစင်တဲ့အကြောင်းအရာတွေကိုစဉ်းစားဆင်ခြင်တာဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောရရနော်ဝိဇာသရဏသမ္မနောသူကတော်လောကဝိတုနှုတ်တော်ပရိသဓမ္မတာရတိတထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါမြတ်စွာဘုရားရဲ့ပြည့်စုံတော်မူထားတဲ့ဂုံအကြီးအသေးကြီး၉မျိုးနော်အဲ့ဒီတည်းကနံပါတ်၁ဂုံအကြီးအသေးရပါတော့အရဟံ 哎，阿郎公的公老公，去年前前哪里用卢币咯？是的嘛，看他那批哦，是那前年年尾时阿婆在那里的买的，刚刚刚中路呢。那阿郎公说的吧，都阿郎公说的。你说皮呀，坦坦嘛，不管几多，生几多的，几里大地啊的，龙王更管理的，你他哦，阿郎卢票啦，好了，几里大不跟月年一道生龙西的，木多么说皮呀？ ်စွာဘုရားရဲ့ဂုံရည်သွေးနော်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာလူချင်းမမုန်းမှုဘလောက်လူချင်းစရာကောင်းတာနဲ့တွေ့လို့မှလူချင်းတယ်ဆိုတာမရှိဘူးဘလောက်မကြည်နဲ့စရာကောင်းတာနဲ့တွေ့လို့မှစိတ်တူတယ်ဆိုတာမရှိဘူးနော်စိတ်ကိုပူပန်အောင်ရှုတ်မြိုက်မဲ့စိတ်ကိုဆင်းရဲအောင်နှိပ်စက်မဲ့နော်ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့တွေ့ရမြတ်စွာဘုရားစိတ်နှလုံးပဂတိအေးချမ်းတော်မူတယ်ငြင်းအေးတော်မူတယ်အဲ့ဒါလေးကိုဘုန်းဘုန်းတို့ကကြိမ်ဖန်များစွာနော်နှုတ်နဲ့ အရင်ရွတ်ဆိုပြီးတော့လက်ကျင့်တယ်အရဟံကိလေသာ အပုကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားဒီလောက်ဆိုလို့ရှိရင်တော်တော်ကောင်းနေပြီနော်အရဟံကုံရဲ့အတိဗေယ၅မြို့တောင်ရှိတယ်စိတ်ကိုယ်ရမှာတော့မကောင်းမှုကိုပြုတော်မမူသောလို့လည်းအတိဗေယရတယ်အတုမရှိသောဂုံကြီးစုတွေရှိတဲ့အတွက်ကြောင့်တတဝအာလုံးတို့ရဲ့ပူဇော်ထုကိုခံယူတိုက်တယ်ဆိုတဲ့အတိဗေယလည်းရှိတယ်အရဟံကောအဲ့ဒီတဲကဘုံဘုံတို့အကြိုက်ဆုံးကတော့အရဟံဆိုတာပါလေ စိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေးအပူမရှိလို့ငြိမ်းအေးနေတယ်အရှုပ်တွေမရှိလို့ရှင်းနေတယ်ဆင်းရဲတာတွေမရှိလို့ချမ်းသာနေတယ်အဲ့ဒီအနေအထားလေးကိုအာယုံပြုနိုင်မှုလို့လေအဲ့ဒါကံကောင်းအောင်လုပ်နေတာအဲ့ဒါပတိစိတ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားပတိတလုံးချပတိစိတ်ရင်ဘာအကျိုးရှိတော့အနည်းဆုံးတော့တရားရှိခောက်တော့ဆင်ခြင်မိမယ်လေ အဲ့တော့အရဟံအရဟံလို့ဆိုနေတာတဲ့ဘုံဘဝတော့အတိပဲလေးပါတွဲပြီးတော့ဆိုနိုင်ရင်ပို့ပြီးတော့သဘောကျတယ်။အရဟံကိလေသာ အပူကင်း၍ငြင်းအေးတော်မူသောမြတ်စွာဘုရား။တခါတည်းပအောင်လို့နော်။အေး။အဲ့ဒါဘာလို့တာတော့ကံကောင်းအောင်လုပ်တာ။ကံစိတ်ဥဒ္ဓဟာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံဘဝတို့ရကျင်တဲ့အကျိုးရလက်ကောင်းတွေထွက်မှာတရားကိုမျက်ခြင်မပြတ်နဲ့ဟုတ်လား။ဟုတ်ကံကောင်းအောင်လုပ်။ကံပြီးတော့ဘာလား။အော်ကံကောင်းအောင်နှစ်နည်းပြောမလို့ပြောနော်။တနည်းရပါလို့ဆိုမေတ္တာတရား။ ော်ကိုယ်စေတနာလေးတွေဖြူရှင်တန်ရှင်းနေအောင်ကိုယ်ကံတွေမြင့်နေအောင်ကံတွေအစဉ်အတန်းရှိအောင်မေတ္တာထားရမယ်တတောအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တာနော်မေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့အတိဘယ်ကိုတချို့ကကောင်းကောင်းနားမလဲကြတာရှိတယ်မေတ္တာဆိုတာတတောအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းတာ ဘေးရန်တွေကင်းစေခြင်းနဲ့ကျမရေးကောင်းစေခြင်းနဲ့နှလုံးစိမ်ဝမ်းငြိမ်းအေးစေခြင်းနဲ့အဆင်မပြေတာဘာမှဖြစ်စေခြင်းမူအဆင်ပြေတာတွေကြီးဖြစ်စေခြင်းနဲ့ကောင်းစေခြင်းနဲ့တတဝါတွေရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးအလွန်အဆင်အတန်းမြင့်တဲ့စေတနာလေးအလွန်ကောင်းတယ်အဲ့ဒီမေတ္တာစိတ်ခဏခဏဖြစ်အောင်လုပ်ပြီးတော့လည်းပဲကိုယ့်ရဲ့ကံကိုမြင့်တင်ရမှာနော်အဲ့ဒါကိုလည်းနှုတ်နဲ့အရင်ရွတ်ဆိုအလုံးသောတတဝါတွေ ဘေးရန်ကင်းကွာကိုယ်စိတ်နှပြကြမှာချမ်းသာကြပါစေဒါလို့ဆိုရင်ရပြီအဲ့ဒါကိုထက်ခါထက်ခါရွတ်ဆုံနေကြာရင်စိတ်ဝင်စားပြီးတော့ကိုယ်စိတ်ကအဲ့ဒီတည်းမှာတက်ဝင်လာနိုင်လိမ့်မယ်အဲ့ဒါမေတ္တာတက်ဖြစ်လာမယ်ဝိရိယရှိဖို့လိုတယ်စူးစမ်းဖို့လိုတယ်နော်အဲ့ဒါဘာလဲလို့မေးရင်ကံကိုဖုံဖုံတို့တွေပြင်ဆင်ကြတာပေါ့ကောင်းအောင်ပြင်တာဟုတ်လားဘာနဲ့ပြင်မလို့အနှစ်ချုပ်ကလေးတွေပဲဖုံဖုံပြောနေတာပေါ့နော်ဘုရားနှုတ်တတိနဲ့မေတ္တာ 一刷票也空，一堆个，现在钱钱钱的，不到我的也不忙，刚才见的谁他钱不好了，他虽然敢搞么？<music>